မြမပြည်အနောက်ဘက်ကျန်ကတမိုင်းအမွေနဲ့အများဆုံးတည်ရှိရာရှေးရခိုင်ပြည်တွင်နန်းတည်နေထိုင်ခဲ့တဲ့မြောက်ဦးမျိုးကမဖြစ်မနေသွားရောက်လေးလာလေးပတ်ရမယ်ရှင်းမျိုးတော်ဟောင်းတစ်ခုဖြစ်ပါတယ်။ဆက်ရှိရာစုရဲ့အာရှအချမ်းသာဆုံးမျိုးများစီရင်ဝင်တဲ့အသည့်တိုးတက်ခဲ့ရာကြောင့်ပြည်သက်ကြီးတို့အတွက်ရွေးချယ်တည်ဆပ်ပေးလိုက်ပါရရှင်။မြောက်ဦးမျိုးကမြောက်ဦးမင်းဆက်ကိုစတင်ခဲ့တဲ့မင်းစောမုံကစတင်တည်ထောင်ခဲ့တယ်လို့ဆိုပါရတယ်။ကလတန်မြင့်နဲ့လေးမျိုးမြင့်ချတောင်ကျော်တောင်ဆွေတွေကိုနောက်ခံထားပြီးတော့ မဟာဗျူဟာကြကြတည်ထားတာဖြစ်ပါတယ်။ဆက်ရှိရာစုမှာဘင်္ဂလားပင်လယ်အော်ရဲ့အရေးပါဆုံးစိတ်ကန်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ပေါ်တူဂီ၊နယ်သာလန်၊အင်ဝ၊ဘဂူ၊အာရေဗီယာ၊ပါရှား၊အိန္ဒိယနိုင်ငံတို့နဲ့ဆန်ဇဘာ၊ချီမြင်၊ပဒံမြား၊စိန်၊ကြီးကျွန်၊မြင်း၊စင်စွင်နဲ့ဟင်းကပ်အမွေးကြိုင်တွေကုန်သွယ်ခဲ့ပြီးတော့အာရှမှာအချမ်းသာဆုံးမြို့တွေစီးရင်မှထိတ်တန်းကရှိခဲ့ရလို့အင်္ဂလိပ်၊အီတလီ၊ပေါ်တူဂီနိုင်ငံသားတွေရဲ့မှတ်တမ်းအရသိရပါဗျ။ညဦးဟာခေတ်ကောင်းချိန်မှာ အခုလက်ရှိရခိုင်ပြည်နယ်မြမပြည်အပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံထောက်ဝက်ကျော်လာအထိအာဏာဆက်တက်ရောက်ခဲ့တယ်လို့လည်းတမိုင်းလေလာသူတွေကဆိုကြပါတယ်။ရခိုင်ပြည်နယ်တဝန်းခေအဆက်ဆက်မင်းအဆက်ဆက်ဖျားစီပြည်တွေတီထားကိုးကွယ်ကိစ္စပြီးရောဒဇင်ပန်းခိုင်တမြန်မြိုင်ရခိုင်ဖျားပေါင်းလို့ဆူယိုးရှိခဲ့ပြီးရောညဦးမြို့မှာလက်မျိုးညုံမလွဲဇီဒီပထိုးနဲ့တမိုင်းအမွေနဲ့ညားစွာကျင်းရခဲ့ပါတယ်။ဒီကနေ့တိုင်းထင်ရှားလျက်ရှိတဲ့တမိုင်းအမွေနဲ့တရာတော့ရှစ်တောင်းပထိုးတော်ကြီး ထောက်ကန်သိမ်းပထိုးတော်ကြီးကိုသာပထိုးတော်ကြီးအန်တော်သိမ်းလေးမျက်နာပထိုးတော်ကြီးမန်ငါးပါးစီဒီစန္ဒမုနိရုပ်ွားတော်ဗန္ဓုရာကျောင်းတို့ဖြစ်ပါတယ်ရှစ်တောင်းပထိုးတော်ကြီးကိုရခိုင်မင်းမင်းပါလက်ထံမှာဖျားရုပ်ွားတော်ပါရှစ်တောင်းနဲ့တီထားကိုးခဲ့ခဲ့ပါတယ်ပေါ်တူဂီရန်ကိုအောင်းနိုင်တဲ့အထိမ့်မက်နဲ့ရန်အောင်စီရပထိုးတော်ကြီးလို့လည်းခေါ်ဆိုကြပါတယ်ရောက်ွားတော်ပါရှစ်တောင်းအပြင်ဖျားရှင်ရဲ့ရှစ်ဘဝဖြစ်စဉ်တွေကိုလည်းညောင်းဆောင်ထူးလို့ပူဇော်ထားတာကိုတွေ့ရပါတယ် ဖျားဖူးပြီးရင်ညနေနေဝင်အလာကို ပထိုးတော်ကြီးဘောကနေခန်းစားနိုင်ပါတယ်။ထောက်ကန်တဲ့ပထိုးတော်ကြီးကညနေနေအောင်နောက်ခံတဲ့အလွန်ခမ်းနားတပ်ပရာတွေ့ရပါတယ်။မန်ငားမန်လို့ခေါ်တဲ့တကြမန်အောင်စီရီကို1629ခုနှစ်မှာတတိယသုဒ္ဓမရာဇာမင်းရလကောင်းဇီနာမန်အောင်စီရီယရနာမန်အောင်နဲ့လောကမန်အောင်စီရီတွေကိုတော့1658ခုနှစ်မှာစန္ဒသုဒ္ဓမရာဇာမင်းရလကောင်းမင်္ဂလာမန်အောင်စီရီကိုစန္ဒသုဒ္ဓမရာဇာရဲ့အရာရာကိုခံယူရဲ့ ဒါတော့အောက်ကဗလာမင်းက၎င်းအသေးသေးတီထားကူးကွယ်ခဲ့ကြပါတယ်။ကိုသားပထိုးတော်ကြီးကိုမင်းမမင်းရဲ့သားတော်မင်းတိတ်ခါကဇီလီပေါင်း၉၀၀နဲ့တီထားခဲ့တာဖြစ်ပါတယ်။ပထိုးတော်ကြီးတီးတဲ့အချိန်နဲ့တီးတော်တင်စင်ကလေးကမိုးကျိုးတွေတိမှန်တဲ့အတွက်ကြောင့်ဒီကနေ့အထိအပိသက်ဆောင်းလုံးနိုင်ခြင်းမရှိဘူးလို့ဆိုကြပါတယ်။လင်းမျက်နှာပထိုးတော်ကြီးကထုံကန်တဲ့ပထိုးတော်ကြီးအနီးမှာတီးရှိပြီးတော့မင်းဆောင်မဘရင်ကတီထားခဲ့တာဖြစ်ပါတယ်။ မုံလေးကအရင်လေးမျက်နှာကိုမျက်နှာမူပြီးတော့တိဆောက်ထားတဲ့အတွက်လေးမျက်နှာဖျားလို့၎င်းမုံလေးဝရှိရဲ့အတွက်မုံလေးတံဖျားလို့၎င်းခေါ်တင်ကြပါရယ်မြေဗုဒ္ဓရဲ့အန်တော်တရှိရဲ့ဗန္ဓုလကျောင်းတော်ဆန္ဒမှုနဲ့ရုပ်ပွားတော်နဲ့အတူတမိုင်းဝင်ရှေဟောဗုဒ္ဓဆင်းသူတော်တွေဒင်းကအစားရှိတဲ့ရှေဟောပစ္စည်းအမျိုးမျိုးကိုလည်းညာဦးပြလိုက်မှလည်လာနိုင်ပါရယ်နန်းတော်ကုန်းဘော်ကယန္နာခမ်းမဆောင်ရှိခဲ့ဘူးရဲ့နေရာပေါ်မှာ ရှင်းဟောသူတေသနာပြလိုက်တရှိပြီးတော့ပြလိုက်တဲ့မှာပြသထားတဲ့ရခိုင်ရည်ချင်းမှုလက်ရာတွေကိုဆက်လက်လေ့လာနိုင်ပါတယ်။မြောက်ဦးခေအမြောက်များရှေခေဒူရီယာပစ္စည်းများ ရှေခေစင့်ရီတုံးဦးများဝေတာလီခေလေးမျိုးခေမြောက်ဦးခေစင်တူတော်များရှေးရခိုင်တင်ကာများ အုတ်ခတ်ဖရားများစတဲ့ရှင်းဟောလက်ရာတွေကိုလေ့လာတွေ့ရှိရပါတယ်။စတူရဲမိုင်မောင်တိတသမနှစ်မိုင်ကျော်ဝန်းပြီးတော့အမြင့်ပေ90လောက်ရှိရဲ့မြောက်ဦးနှန်းတော်ကိုကြောက်ကြိုင်းတုံးတက်ကာယံထားပါတယ်။ နမ်းမြူယူသုံးချက်စလုံးကိုအောက်မသုံးမဲနဲ့နှစ်ပေကနေသုံးပေလောက်ကြီးမာတဲ့တဲကြအညူရောင်တွေသုံးထားတာတွေ့ရပါတယ်။တချို့နေရာတွေမှာ၆ပေလောက်ကြီးမာတဲ့ကြောင်တုံးကြီးတွေကိုတော့တွေ့ရပါတယ်။နန်းတော်ကြီးရဲ့အတွင်းထဲမှာရွှေနန်းကူးဆောင်၊ညင်းနန်းဆောင်များ၊ပရိတ်ဆောင်၊မှန်နန်းဆောင်၊နိဗ္ဗန်ဆောင်၊ဇေဒိုင်ဆောင်၊နောင်စမုတ်ဆောင်၊တောင်စမုတ်ဆောင်၊ပွဲတော်ဆောင်၊လှုပ်တော်ရုံများ၊ဘိသိက်သွန်းနဲ့ရေကြီးတော်တွေရှိတဲ့နန်းတော်ကန်၊ဘဟုစီတော်၊နတ်ခတ်ယုံ၊ပန်းခုံတော် လက်နက်တော်တိုင်းစတာတွေနဲ့ဖွဲ့စည်းထားတာကိုလေ့လာတွေ့ရှိရပါတယ်။အရှေ့ဘက်မှာတင်မွေးနဲ့ဆောင်းလုပ်ခဲ့တဲ့စစ်နက်ကူးဆောင်တော်လည်းရှိခဲ့ပြီးတော့နောက်ဘက်မှာစင်ဖြူတော်ကုန်းနဲ့မိဖုရားတွေရဲ့အဆောင်တော်တွေတည်ရှိပြီးတော့နန်းတော်ရဲ့တောင်ဘက်မှာတော့လေတော်တွေစိုက်ကက်ရနာရနေရဖြစ်တဲ့တိုင်ကားနဒီချောင်းရှိခဲ့တာဖြစ်ပါတယ်။ရှိရခိုင်ခင်မှာစင်တက်ညင်းတက်တွေလည်းရှိခဲ့ပြီးတော့ညချောင်းတွေပေါများလှတာကြောင့်လေကိုလည်းအများဆုံးအသုံးပြုခဲ့ကြတယ်လို့သိရပါဗျ။ AD 1430ကနေ1984အထိမြောက်ဦးမြို့ကိုစိုးစံခဲ့ကြတဲ့မြောက်ဦးခေဘီရင်နန်းဆက်ကပထမမြောက်ဦးခေမှာမင်းဆက်22ဆက်ဒုတိယမြောက်ဦးခေမှာမင်းဆက်9ဆက်တတိယမြောက်ဦးခေမှာမင်းဆက်ပေါင်း28ဆက်ရှိရလို့ဇကာယာစုရင်ဒီကနေပြီးတော့လေ့လာမှတ်သားရပါတယ်။အဲဒီမင်းဆက်တွေထဲမှာဖုံးလက်ရုံနဲ့ပြည်စုံနဲ့မင်းတွေပါဝင်ခဲ့ပြီးတော့ရခိုင်ပြည်ကိုကြီးကျယ်စီကအောင်ကြံဆောင်နိုင်ခဲ့ပြီးမင်္ဂလာစစ်တကောင်းမျိုးတွေကိုပါအောင်နိုင်ခဲ့တဲ့သူတွေပါဝင်ပါတယ်။ အမှုပညာတမိုင်းလက်ရာတမိုးတွေကြီးမားလာတဲ့ဇေဒီပထိုးကြီးတွေနဲ့ဖျားပေါင်းများစွာကိုလည်းတည်ထားနိုင်ခဲ့ပါတယ်။ရခိုင်မြောင်ဦးမျိုးရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ AD 1984ခုမဟာတမတရာဇာမင်းလက်ထက်မှာအမရပူရမျိုးနန်းစံဘိုးတော်ပဒုံမင်းကလာရောက်တိုက်ခိုက်တိုက်ပိုက်ပြီးရနောက်မှာတော့မြောင်ဦးနန်းဆက်ကပျောက်ွယ်သွားခဲ့တာဖြစ်ပါတယ်။မြောင်ဦးမျိုးတော်မှာတည်ရှိတဲ့ဖျားတဲ့ဆောင်တွေကမြန်မာနိုင်ငံရဲ့အခြားနေရာဒေသကဘီတုကလက်ရာတွေနဲ့လုံးဝကွဲပြားခြားနားနေပါတယ်။တာသမီကအဆအုံတွေက ရှေးခိုင်လူမျိုးတို့ရဲ့ဘာသာတရားအပေါ်ကန့်ဆိုင်မှုနဲ့သူတို့ရဲ့ယဉ်ကျေးမှုကိုပြသနေတာဖြစ်ပါတယ်။ရှင်ဟောဘုရားတစောင်းတွေကိုမပြတ်မပြတ်ရလေးအောင်ထိမ့်သိမ်းဆောင်ရှောက်ထားပြီးတော့နှစ်စဉ်ရိုးရာမပြတ်ဘုရားပွဲတွေကိုကျင်းပကြပါတယ်။ကျင်းပလို့နဲ့ကြောင်တုံးကြီးတွေကိုထွင်ပြီးတော့ထူးဆင့်ထားတဲ့ဗုဒ္ဓဆင်းရဲတော်တွေကိုလည်းအများအများတွေ့နိုင်ပါတယ်။အဲ့ဒီတရားမှာဆွေးဆောင်မှုအကောင်းဆုံးကတော့အလယ်မှာနတ်ဆိုင်တဲ့နေရာကိုသွားနိုင်တဲ့ဈင်းချန်နဲ့မှတင်တော်ကြီးဖြစ်ပါတယ်။ ထောက်ကန်တိန်ကမြအုံမျိုးရဲ့ရှင်းအောင်တိန်တော်ကြီးဖြစ်ပြီးတော့ကြီးမားတဲ့အနံ့ရံတွေနဲ့ဂူလိုမျိုးအဆအူဖြစ်ပါတယ်။ရှင်းလျားပြီးတော့ရစ်ခွေနေတဲ့ဇင်းကြံများများအတွင်သွားရင်လည်းအတွင်းကိုအလေးရောက်ဖြားဖြားဝင်စေဖို့အတွက်ပရင်းပေါက်တွေကိုဘီတုကပညာလက်ရာများစွာဖောက်လုပ်ထားပါတယ်။အပေါ်အမြင့်ဆုံးနေရာမှာခေါင်းလောင်းပုံတံအမိုးခုံးရှိပြီးတော့ကြီးမားတဲ့အပေါက်ကြီးတစ်ခုရှိနေရာကြောင့်တဲ့ရဲ့အလေကိုအလေးရောက်ကောင်းစွာရစေပါတယ်။ဇင်းကြံတရားဘေးဘက်တွေမှာလည်း ရခိုင်အမျိုးသမီးတို့ရဲ့သပင်ပုံစံ64မျိုးကိုနေရံပေါ်မှာထုစစ်ထားပြီးတော့အစင်အတန်းလိုက်ဘရင်မားကနေတာမန်အရက်သူအထိပါဝင်ပါတယ်။မြန်မာနိုင်ငံမှာတည်ထားတဲ့ဇီးပထိုးအများစုလိုမျိုးအုပ်တွေနဲ့ထုလုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ရှင်ဟောင်းလက်ရအားလုံးကိုကြောက်သားတွေနဲ့တွင်းထုထားတာကလည်းထူးခြားတဲ့အမွေလေးတစ်ခုဖြစ်တာကြောင့်မြန်မာတို့ရဲ့ရှင်ဟောင်းမျိုးတော်မြောက်အုပ်မျိုးကိုတွားရောက်လည်လာသူတွေထဲမှာနိုင်ငံသားခီးသွားဧည့်သည်များစွာပါဝင်လာတာကိုတွေ့ရပါတယ်။ ။မြအုမတော့တောင်ကုန်းတောင်တန်းနေပေါ်များပြီးတော့နေဝင်ချိန်နေထွက်ချိန်အလားပါကို ကြီးစုခန်းစားကြတဲ့နိုင်ငံသားဧည့်သည်တွေလည်းရှိရလို့သိရပါဗျ။လူနေပြီးရဲ့အချိန်ကကိုယဉ်ကျေးမှုကိုစာပေဘာသာစကားကိုသမိုင်းကြောင့်ကိုတိုင်းမိရဲ့အရှိအဝါဖုံးလူကိုကြီးမာခဲ့တဲ့ရခိုင်ပြည်ကြီးကိုညာဦးမျိုးရဲ့နန်းတော်ဟောင်းနေရာတွေကိုလေ့လာကြည့်ရင်းနဲ့တင်ပြန်ခန်းစားနိုင်တဲ့အတွက်ညာဦးမျိုးဟောင်းကတမုံမပြတ်နိုင်တဲ့ထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်လိုအပ်နေတဲ့မြမာတို့ရဲ့ရှင်ဟအမွေအနေတစ်ခုပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုကြံ့နေတတ်တဲ့ဆိုရင်တော့ like comment နဲ့ share ပေးကြပါအောင်နော်ပရိသတ်ကြီးအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်